ုပ်ငန်းရှင်တွေလုပ်ငန်းလုပ်ရတဲ့ရည်ရွယ်ချက်ကကြတော့ကိုတယောက်တည်းအလုပ်လုပ်မှကိုလုပ်ငန်းရွေးနေဖို့မဟုတ်ဘူးကိုမပါပဲလေပတ်တဲ့လုပ်ငန်းတိစောက်ဖို့ဖြစ်ပါတယ်။ဘာလို့လဲဆိုရင်လုပ်ငန်းတစ်ခုဟာကိုမပါပဲနဲ့မလဲပတ်ဘူးဆိုလို့ရှိရင်လုပ်ငန်းကိုချဲထွင်ဖို့ခက်ပါတယ်။ပြီးလို့ရှိရင်လုပ်ငန်းတွေကြီးထွားဖို့ခက်ပါတယ်။ဒီတော့ကျွန်တော်တို့ကကိုမပါပဲလေပတ်တဲ့လုပ်ငန်းတိစောက်တဲ့နေရာမှာဆိုရင်လိုအပ်ချက်တွေအများကြီးကျွန်တော်တို့ရှိပါတယ်။အဲ့ဒီအများကြီးထဲမှာမှကျွန်တော်ရဲ့ဖြတ်တန်းမှုတစ်လျှောက်ကနေဒါလုပ်ငန်းရှင်တွေကိုအကြံပေးတာ၊ကူညီပေးခဲ့တဲ့တစ်လျှောက်ကနေပြီးတော့မှကျွန်တော်အိရှာနဲ့ပတ်သက်တဲ့ ပိုင်းလေးကိုဒီဗီဒီယိုလေးမှာအဓိကပြပြအောင်ပါမယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်အပိုင်းလေးပိုင်းကိုပြပြအောင်မယ်ဒီအပိုင်းလေးပိုင်းကတော့ HRP လို့ခေါ်တဲ့ Human Resource Planning မှာလူဘယ်နှယောက်ခန့်နာမလဲဘယ်လိုလူတွေခန့်နာမလဲဘယ်လိုအရေးချင်းရှိတဲ့လူတွေခန့်နာပြီးတော့မှ budget ကိုဘယ်လောက်တုံးမလဲကိုယ့်ရဲ့လုပ်ငန်းရဲ့ဖွဲ့စည်းပုံရဲ့ဘယ်နေရာမှာနေရာချထားပေးမလဲဆိုရယ်ဒီ HRP အကြောင်းပြီးလို့ရှိရင်လူတွေကို interview ဘယ်လိုလုပ်မလဲဘယ်လိုစီစစ်ရွေးချယ်မလဲဆိုရယ်အပိုင်းကျွန်တော်လုပ်ငန်းထဲဝင်လာပြီဆိုလို့ရှိရင် orientation နဲ့ training တွေလုပ်ပေးရမယ့်အပိုင်းဒီမတိုင်ခင်မှာဆိုလို့ရှိရင်အလုပ်ခန့်စာတွေပေးတာတကယ်အလုပ်ခန့်တော့မယ်ဆိုလို့ရှိရင် interview ပြန်လုပ်တာဒီအဆင့်နေကျွန်တော်တို့ရှိမယ်ဒါရီဘလိုလုဆောင်အောင်လဲဒီဗီဒီယိုလေးမှာကျွန်တော်ပြပြအောင်မယ်ပြီးတော့လို့ရှိရင်လုပ်ငန်းထဲမှာရှိတဲ့ဝန်ထမ်းတွေရဲ့ KPI လို့ခေါ်တဲ့ Key Performance Indicator သူတို့အလုပ်ဖြစ်လာလို့မဖြစ်ဘူးလားဒါရီပြန်ကြည့်ပြီးတော့မှစီမံခန့်ခွဲတဲ့အပိုင်းတွေပါမယ် ဒါတွေလောက်ဆောင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့အကြံပေး .com ဆိုပြီးတော့ကျွန်တော်စနစ်တစ်ခုလောက်ထားပေးရရှိတယ်။ဒီစနစ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလုပ်ငန်းတစ်ခုရဲ့ HRP ကိုဘယ်လိုလုပ်ရမလဲစဉ်းစားစရာမလိုတော့ဘဲနဲ့ဒီနေ့ခေတ် AI နဲ့လုပ်လို့ရတဲ့နည်းလမ်းတွေကိုကျွန်တော်ပြပြရပါမယ်။အဲ့တော့ဒီမှာအလွယ်ကူဆုံးကတော့ HRP လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော် template လုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာတော့ကျွန်တော် Google ရဲ့ Gemini ကိုအသုံးပြုပြီးတော့မှကျွန်တော်ဖန်တီးထားတဲ့ template တွေနဲ့ကျွန်တော်တွွားပါမယ်။ဥပမာအားဖြင့်ကိုကနေပြီးတော့မှအခုလုပ်ငန်းအတွက်ကျွန်တော်ကလူခေါ်ရအောင်မယ် စဉ်းစားရောမယ်ဗျာဘယ်ကနေစစဉ်းစားမယ်မသိဘူးဆိုပါတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကလူတစ်ယောက်ကိုကျွန်တော်စဉ်းစားကြည့်လိုက်လို့ရကျွန်တော်တို့ကဘယ်လိုလူခေါ်မလဲဥပမာဆို marketing manager ခေါ်မယ်ဒါလေးကို copy လုပ်လိုက်မယ် marketing manager အတွက်ဒီနည်းနဲ့စဉ်းစားပြီးပါဆိုပြီးကျွန်တော်ပြောလိုက်မယ်ပြီးလို့ရှိရင် paste လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်သူကဒီပုံစံတိုင်းစဉ်းစားပြီးလိမ့်မယ်ဒီတော့မြန်မာလိုရေးပြပါကျွန်တော်တို့ခိုင်းလိုက်မယ်ဒီတော့ဒီ marketing manager တယောက်တော့ကို ျွန်တော်တို့ခန့်နာရမယ့်ယာတူးပြီးလို့ရှိရင်လူပဏျောက်လူမလဲပြီးလို့ရှိရင်အရေးအချင်းတွေကျွမ်းကျင်မှုတွေဒါတွေကျွန်တော်တို့ idea တွေအများကြီးပေးသွားလိမ့်မယ်ဒီပေါ်မှာမူတည်ပြီးကွာနည်းနည်းပြန်ပြီးတော့မဖြစ်အောင်ပဲဒါဆိုလို့ရှိရင်ကွာ HRP လုပ်တဲ့နေရာမှာအများကြီးကျွန်တော်တို့အထောက်အကူပြုသွားတယ်နီးစနစ်တခုဖြစ်လာမယ်ဒါကတော့ကျွန်တော်တို့ဒီ template အတိုင်းကျွန်တော်တို့တွားလို့ရတယ်အဲ့တော့ဒီ template ကို follow လုပ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော် accountant ဘယ်လိုမျိုး accountant လိုတာလဲသူရလိုအပ်တဲ့အရေးချင်းတွေအကုန်လုံးကျွန်တော်စဉ်းစားလာလို့ရမယ်။ဒါဆိုရင်နောက်တစ်ဆင့် နောက်တစ်ဆင့်ကကျတော့အလုတ်ခန့်တာကျွန်တော်တို့ထုတ်ပြရအောင်မယ်ဘလို့အလုတ်ခန့်တာထုတ်ပြရမလဲကျွန်တော်မသိဘူးဒါဆိုသူ့ရဲ့ format ကိုကျွန်တော်ရရှိအောင်ဒီမှာကျွန်တော်ယူလိုက်လို့ရတယ်ပြီးွားရင် copy ကူးလိုက်ပြီးရင်ဒီပေါ်ဒီမှာမူတည်ပြီးတော့မှပဲ paste ပြန်လုပ်လိုက်ဒါဆို marketing manager တို့ကိုကျွန်တော်မြန်မာလိုရေးခိုင်းလိုက်မယ်ဒါဆိုရင်ကျွန်တော်လိုအပ်တဲ့ရာထူးပါမယ်ကျွန်တော်အသုံးပြုမဲ့ salary ပါမယ်ဘယ်အချိန်ညုံတက်ရမလဲဘယ်နေ့တွေကျွန်တော်ယုံပိတ်မလဲ allowance တွေပါမယ်ပြီးွားလို့ရှိရင်သူ့ကိုတိုင်းတာမယ် key task တွေပါမယ်သူမလုပ်ရမယ့်အကြောင်းအရာတွေပါမယ်ဒါဆိုလို့ရှိရင်လေဒီအလုတ်ခေါ်စာရေးမဲ့အပိုင်းကျွန်တော်ပြီးွားပြီဒီအလုတ်ခေါ်စာဟောဗျာကျွန်တော်တို့က Facebook ကဖြစ်ရင်ဖြစ်မယ် LinkedIn ကဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ကျွန်တော် agency တွေကဖြစ်ရင်ဖြစ်မယ်ဒီကနေခေါ်လို့ရမယ်နောက်တစ်ခုနောက်တစ်ခါကျတော့အလုတ်လုပ်ပြီဆိုရင်ကျွန်တော်တို့က position agreement ဆိုတာကျွန်တော်လုပ်တယ်ဒီတော့အလုတ်ခေါ်စာကျွန်တော်ရေးပြီးပြီ HR ပြီးပြီးပြီးအလုတ် ခန့်ထားတော့မယ်ဒီတယောက်ကိုကြိုက်တယ်အင်တာဗျူးလုပ်ပြီးသွားပြီဒါဆိုလို့ရှိရင်ဘာလို့ရလဲဆိုရင်သူနဲ့ကိုနဲ့ကြားထဲမှာ agreement တစ်ခုဆိုတာကျွန်တော်ယူရတယ် agreement ရဲ့တဘောတရားကကိုကသူ့ဘာပေးမလဲသူကိုဘာပြန်ပေးမလဲပေါ့နော်ဥပမာဆိုရင် marketing manager အတွက် agreement ယူပေးပါအဲ့တော့ marketing manager အလုပ်ခန့်ထားတဲ့အချိန်မှာကိုအနေနဲ့ကသူ့ဒီရာဒူးပေးထားမယ်သူ့ရှီယာဒီရာလက်တရားခြင်းနဲ့ပြီးလို့ရှိရင်သူကျွန်တော်ကုမ္ပဏီမှာအလုပ်လုပ်တော့မယ်ဆိုရင်ဒီဆန်လုံးနဲ့သူအလုပ်လုပ်ရမယ်သူအသေးသေးလုပ်ဆောင်ရမယ်အကြောင်းအရာတွေကတော့ဒါတွေဖြစ်ပါတယ်ဒါတော့တရှိကြောင်း လက်မှတ်ထိုးပေးပါပြီးလို့ရှိရင်ဒီစာရွက်ကိုတရွက်ကို marketing manager ယူတာတရွက်ကိုကျွန်တော်တို့ company ရာယူရမယ်တကယ်လို့အပြောင်းလဲတစ်ခုရှိတိုင်းမှာကျွန်တော်တို့ဒီ position agreement ကို update ပြန်လုပ်မယ်။ဘယ်ဟာတော့ကျွန်တော် GD ရဲ့ပါတယ်၊ဘယ်ဟာတော့ GD ရဲ့မပါဘူး။ဒါတွေအကုန်လုံးညီဒီ agreement ထဲမှာရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အခုရှုံးမှာနောင်ရှင်ဒီပုံစံတိုင်းတွားလို့ရတယ်။ဒီတော့ဒီ marketing manager ခံပြီးွားပြီဆိုရင်သူလိုအပ်တဲ့ training တွေကျွန်တော်ပေးရမှာရှိမယ်။ဟိုဆိုကိုယ့်ရဲ့လုပ်ငန်းမှာဘယ်လို run နေလဲ၊ဘယ်လိုစဉ်းစားလဲ ီးပွားလို့ရှင်သူ့အနေနဲ့ရောဘာစကီးတွေရှိခဲ့လဲဒါတွေတီးဖို့အတွက်ဆိုပါတော့ဒါဆိုရင်ကျွန်တော်ဒါတွေ copy ကူးလိုက်ပြီးလို့ရှင်ဒီမှာကျွန်တော်တို့ redirect လုပ်လို့ရတယ်ဒီမှာကျွန်တော်တို့ paste လုပ်လိုက်မယ်ဆိုလို့ရှင်ရင် marketing manager အတွက်ဘယ်လိုမျိုး training တွေလိုအပ်မလဲဆိုအောင်ကျွန်တော်တို့တည်လာမယ်ဒီ training design ကိုကျွန်တော်လုပ်ပြီးလို့ရမယ်နော်ဟုတ်ပြီဒီ training design ကျွန်တော်လုပ်ပြီးတော့မယ်ဆိုရင်နောက်တစ်ခုကကျွန်တော် training တစ်ခုဘယ်လို design လုပ်ရမလဲကျွန်တော်မသိဘူးဆိုတော့ဒါဆိုဒီ frame အတိုင်းပဲကျွန်တော်တို့ ကျွန်တော် paste လုပ်လိုက်။ဒါဆိုရင်ဘာ training လုပ်မလဲပြီးလို့ရှိရင်ဘာတွေသင်ယူရမလဲဘယ်လိုလုပ်ဆောင်ရမလဲမကြာခဏမီးတဲ့မိကိုနေရာဘာတွေဖြစ်မလဲဒါတွေကျွန်တော်ရှိလာမယ်။ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းမှာလုပ်ငန်းဝင်ပြီဆိုလို့ရှိရင် orientation ကျွန်တော်လုပ်ရပြီ။ကိုယ့်ရဲ့လုပ်ငန်းရဲ့ဒီအနာဂတ်အမြင်တမိုင်းကြောင်းပြီးလို့ရှိရင်ဒီလုပ်ငန်းနဲ့တက်ဆိုင်တဲ့အတူတည်ရမယ့်အချက်တွေကျွန်တော်ရှိမယ်။ဒါတွေကိုကျွန်တော်တို့ တီးဖို့အတွက်ဘယ်လိုရေးရမလဲမသိဘူးဆိုလို့ရှိရင်လည်းကျွန်တော်က frame လုပ်ထားရတာကျွန်တော်ရှိရင် orientation ဆိုတဲ့အကွက်ကိုကျွန်တော်တွားလိုက်ဒီ template ကတော့ကျွန်တော်အကြံပေးတော့ကောင်းကတော့ကျွန်တော်တို့ဒီ mini mba students တွေအကုန်လုံးကျွန်တော်ပေးထားပါတယ်ဒီ mini mba ကလည်းအခုဆိုလို့ရှိရင်ကျွန်တော်တို့ batch 9အထိကျွန်တော်ရောက်လာပြီဒီထဲမှာပေးထားတယ်ဒီထဲမှာ access ကျွန်တော်ယူလို့ရတယ်ဒါတွေကိုတွားပြီးမှ copy ယူလိုက်ဒီနေ့ခေတ်က ai ခေတ်ဖြစ်တဲ့ကြောင့်မလို့အရင်လွယ်ကူပါတယ်ဒါအောင်ယူပြီးွားလို့ရှိရင် ဒီတော့ဒါတွေအကုန်လုံးညကျွန်တော် PDF file နဲ့ဖြစ်ဖြစ်ပြီးလို့ရှိရင်နောက်တစ်ဆင့်အကြတော့ slide အနေနဲ့ဖြစ်ဖြစ်ပြန်အသုံးပြုလို့ရပါတယ်ဒီမှာတော့ဟိုဒီလိုလှုပ်ချင်းအားဖြင့်ကျွန်တော်ဘာတွေတည်နိုင်လဲဆိုရင်ကိုယ့်ရဲ့လုပ်ငန်းရဲ့အနာဂတ်အမြင်တွေတမိုင်းပြီးတာဝန်တွေလက်ရှိဝန်ထမ်းဘယ်နှယောက်ရှိလဲဒီဒါတွေပါကျွန်တော်တို့ကပြန်ပြီးတော့မှပြောပြလို့ရပါတယ်အဲ့တော့အလွယ်ကူတဲ့နည်းလေးတစ်ခုကိုကျွန်တော်ပြပေးပါမယ်တကယ်လို့က orientation တွေလောက်ထားတဲ့ဒီ slide တွေထွက်လာပြီဆိုတော့ဒီ slide ကိုပဲ ဒီနေ့ခင်မှာဆိုရင် slide တွေမလုတ်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော် gamma dot app ကိုတွားလိုက်အဲ့မှာ free ပေးထားတဲ့ amount တခုရှိရဲအဲ့ထဲမှာယူ copy paste လုပ်လုတ်ပြီးွားရင်เนาะဒီမှာကျွန်တော်လုတ်ပြီးွားပြီဆိုရင်ကျွန်တော်တို့ကဒီ cloud လေးနှိမ့်လိုက်ရုံပါပဲဒီ cloud လေးနှိမ့်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ဒီဝန်ထမ်းအစ်တတွေရောက်လာပြီဆိုတော့သူတို့ orientation ပေးရမယ့်ဟာကျွန်တော်တို့ပေါ်လာပြီအဲ့တော့ generate ကိုနှိမ့်လိုက်နှိမ့်လိုက်ပြီဆိုလို့ရှိရင် slide တစ်ခါတည်းကျွန်တော်လုတ်ပြီးွားမယ် ဒါကြောင့်ကိုယ့်ရဲ့လုပ်ငန်းရဲ့ orientation ကိုလုပ်ဖို့အတွက်ကိုဂါမာနဲ့ slide ပြင်ခိုင်းပြီးတော့မှတခါတည်းသွားလို့ရတယ်။တချို့ကြီးကြတော့ကိုယ်တိုင်ပြောတော့ပဲနဲ့ဗီဒီယိုကြည့်ခိုင်းတာမျိုးရှိရင်တချို့လုပ်ငန်းတွေကြတော့ orientation လုပ်တဲ့ချိန်မှာကိုယ့်ရဲ့လုပ်ငန်းရဲ့တမိုင်းအကြောင်းကိုတခြားပြောပြရမျိုးရှိရင်တချို့လုပ်ငန်းတွေကကြတော့ဝန်ထမ်းအစ်တတွေရောက်လာတဲ့ချိန်မှာတခါတည်းစုစည်းပြီးတော့မှ training ပေးရမျိုးရှိရတယ်။ဒါလေးကအင်မတန်အရေးကြီးပါတယ်။တကယ်လို့ကျွန်တော်တို့ဒီ orientation ပြီးွားပြီဆိုရင်နောက်တစ်ခုကတော့ KPI လို့ခေါ်ပါတယ် တကယ်လို့ကိုကဒီကာမာတွေထည့်လိုက်တယ်သူက AI နေပြီးတော့ generate လုပ်ပြီးသွားမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ orientation ကိုပြောလို့ရတဲ့အပိုင်းပြီးသွားပါပြီ။ဒါကိုကိုယ့်ရဲ့လုပ်ငန်းနဲ့ကပ်ညီတဲ့စနစ်တကျ slide တွေကျွန်တော်လုပ်လို့ရတယ်။ပြီးသွားပြီဆိုလို့ရှိရင်တော့ KPI တိုင်းတဲ့အပိုင်းမှာအဲ့တော့ KPI တိုင်းတဲ့အပိုင်းမှာတကယ်လို့ကျွန်တော်တို့ကပုံမှန်သုံးနေကြစနစ်တွေရှိရဆိုလို့ရှိရင်လည်းသုံးလို့ရလို့တကယ်လို့ကိုကနေပြီးတော့မှ notion ဘာလို့သုံးနေဆိုရင်ဒါ marketing manager အတွက် ဒါဆိုလို့ရှိရင်ဒီခလုတ်နှိမ့်လိုက်တာနဲ့ဒီ AAN နေပြီးတော့ marketing manager အတွက်ကို performance appraisal လုပ်ပြလို့ရတဲ့ template ကျွန်တော်တိဆောက်ပေးမယ်ဒီ template ပုံမှန်မူတည်ပြီးတော့သူအလုပ်ဖြစ်တာအလုပ်မဖြစ်တာ reporting format တွေဒါတွေအကုန်လုံးကျွန်တော်ကြည့်သွားလို့ရပါမယ်ဒါဆိုလို့ရှိရင်သူ့အနေနဲ့ဒီ performance လုပ်တဲ့ဒီ appraisal လုပ်တဲ့ template လေးကျွန်တော်ပြီးသွားပြီဘယ်လိုလုပ်ရမလဲမသိဘူးဆိုလို့ရှိရင် sample ဖြည့်ခန်းလိုက်လို့ရတယ်ဒါ sample ဖြစ်ပြီးွားလို့ရှိရင်သူ့အနေနဲ့ဘယ်လိုအလုပ်လုပ်နေလဲဆိုတော့ကျွန်တော်တို့ ဟိုတိလိမ့်မယ်ဗောနော်ဒီမှာဆိုရင်ကိုက marketing သမားဆိုရင်ဒါတိလိမ့်မယ် customer acquisition cost တွေ return on ad spend တွေဘယ်လောက်ရှိလဲဒါတွေကျွန်တော်တို့ရှိမယ်အဲ့တော့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုဒါလူတစ်ယောက်ကိုဒါအိရှာနဲ့ပတ်သက်လို့စီမံခန့်ခွဲမှုတွေကိုကျွန်တော်တို့ရှိမယ်ဆိုရင်ကျွန်တော် AI အသုံးပြုတတ်တယ်ဆိုအရင်ခေတ်ကလို့အချိန်နေအရင်မကြတော့ဘူးအလွယ်တကူကျွန်တော်လုပ်လို့ရလာမယ်ကိုယ့်ရဲ့ policy ွေ procedure ကွေ process တွေကိုကျွန်တော်တွားလို့ရလာမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကတော့ဒီနေ့ခေတ်မှာ AI ရဲ့ power နဲ့လူတွေစီမံခန့်ခွဲတော့မယ်ဆိုလို့ရှိရင်စနစ်တွေအသုံးပြုလို့ရရခေတ်ဖြစ်တော့ပါပြီကျွန်တော်တို့မရှိရနဲ့မတိရနဲ့မတူပါဘူးတစ်ခါလေကြလို့ရှိရင်ကိုကမတိတာဘူးလောကကြီးမှာမရှိဘူးလို့ထင်တတ်ပါတယ်ခါလေကြလို့ရှိရင်လွယ်လွယ်လေးကိုကိုကမတိတဲ့အတွက်ကြောင့်မလို့လောရအရန်ခက်နေရမျိုးဖြစ်တတ်တယ်ဒီတော့ဒီဗီဒီယိုလေးမှာ HRP လုပ်တဲ့စနစ်ပြီးလို့ရှိရင် recruitment လည်းဘယ်လိုရေးရမလဲ ပြီး orientation ဘယ်လိုလုပ်ရမလဲ training နဲ့ analysis လုပ်တဲ့ပုံစံပြီးလို့ရှိရင် position agreement လို့ခေါ်တဲ့ GDA နဲ့ကျွန်တော် agreement လုပ်တဲ့ပုံစံပြီး performance appraisal လုပ်တဲ့ပုံစံဒါတွေကိုကျွန်တော်အကြံပေးပြပေးခဲ့ပါတယ်အဲ့တော့မိတ်ဆွေတို့ဒီ video လေးကိုကြည့်နေရင် ာများစဉ်းစားမိလဲဝန်ထမ်းရေးရာစီမံခန့်ခွဲမှုမှာဒီအဆင့်၄ဆင့်ကိုရောကိုကလုပ်ငန်းရှင်ဖြစ်ပြီးတော့မှတခြားလုပ်နေပြီလားကိုအနေနဲ့ SME လုပ်ငန်းပဲဖြစ်ဖြစ်လုပ်ငန်းအကြီးပဲဖြစ်ဖြစ်ဘလို့ပဲလုပ်လို့ဒီအဆင့်၄ဆင့်ဟာရှိကိုရှိရမယ်ချက်တွေဖြစ်ပါတယ်ဝန်ထမ်းတစ်ယောက်ပဲဖြစ်ဖြစ်သုံးယောက်ပဲရှိရှိဒီနည်းလမ်းနဲ့ကျွန်တော်လုပ်လို့ရပါတယ်အဲ့တော့မိတ်ဆွေနေတဲ့ဒီဗီဒီယိုလေးကြည့်နေရင်ပါစဉ်းစားမိလဲခွန်မှာရေခဲ့လို့ရရေခဲ့ပြီးပါအောင်တကယ်လို့ကိုက business စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့လည်လာခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်အကြံပေး page မှာ မျှဝေပေးထားပါတယ်။မကြခင်မှာလည်းကျွန်တော် mini mb batch 9စဖို့ရှိပါတယ်။တကယ်လို့ဒီဗီဒီယိုလေးကကိုယ့်အတွက်အဆုံးကြီးအကျိုးရှိစေခဲ့မယ်ဆိုလို့ရှိရင်တခြားမိတ်ဆွေတွေနဲ့လည်းပြန်လည်မျှဝေပေးလို့ရပါတယ်။အဆုံးကြီးပေးကြအောင်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။